အဲ့တော့ဦးမင်းအောင်လာရဲ့ဒီပေါ့လော့ကွတ်ချော်နေမှုတွေကြောင့်မြန်မာပြည်မှာရှိနေတဲ့အမျိုးသားရေးတော်လကောင်ဘာသာရေးတော်လကောင်မဘာသာလို့တော်လကောင်အားလုံးရဲ့အထင်လွဲမှမှုကဘလို့ဖြစ်သွားမှာဆိုတော့ဟာရှီယာတွေကကဘာမှာနော်ကဘာမှာနေချဲဖို့ကဘာမှာကဘာနိုင်ငံကြီးတွေရဲ့ဥပဒေမှာတော့မှပဲဒါမျိုးပေါ့အဲဆွတ်ဖတ်ဖို့တွေလုတ်လာပြီဟဲ့လားအစားထိုးမှုတွေလုတ်လာနေတဲ့စူးစမ်းမှုတွေရှိနေသလိုမြန်မာနိုင်ငံမှာလည်းဒီရှီယာဥပဒေကဆက်လက်ပြီးတော့ဟို ငွေလေအခက်လေးရိုက်ခတ်လာမယ်ဟိဆိုတော့မှမလွယ်ဘူးဆိုတာစိုးရင်ပူပန်မှုတွေရှိတယ်။စိုးရင်ပူပန်မှုရှိတဲ့ခါကျတော့ Women Online ရဲ့ဒီ log ချော်နေမှုတွေကြောင့်ဒီတော့ဒေတာခံမွတ်စလင်လာမှာဒေလီပေါ်ရှင်မှာကျော်ဆော်ပါတယ်နော်ဒီစနေအစရင်မြန်မာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနေစီတင်ဆက်ပေးနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာဆောင်ရောအားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာချင်းချောင်းနေတယ်ဟုတ်ပါလေအမဘာသာပုံကြီးတချို့ပေါ့နော်ဆရာတော်တချို့ပေါ့ကျွန်တော်ထင်လွဲတာလည်းဖြစ်နိုင်ပါတယ်ကျွန်တော်စိတ်တကယ်မကောင်းပါဘူး အဲကျွန်တော်အဲဆရာတော်တွေတည်ထားမှာကတပည့်တော်ကိုတိုင်းဒီပေနေမဲ့မဘာသာပါပဲเนาะဒါပေမဲ့တော့မဘာသာဆိုဒီလျောက်ဗုဒ္ဓကိုမျိုးဘာသာသာသနာကိုစောင့်ရှောက်မှာဆိုတာနားလေတယ်เนาะနားလေပါတယ်အဲသူ့ဘာသာလည်းပဲနိုင်ငံရေးဥပဒေရေးနဲ့ပတ်သက်လာလို့ရှိရင်ဘာသာရေးဆိုတာစိတ်ရက်တပည့်တော်တို့ယုံကြည်ချက်တစ်ခုဖြစ်တယ်ဗောနော်အဲအားလေးသိစေချင်ပါတယ်အဲ့တော့စိတ်မကောင်းတာလေးတစ်ခုပါပဲကျွန်တော်ဘာမှမပြောလို့ပါเนาะပြည်သူဆန္ဒနဲ့စန့်ကျင်တဲ့အစိုးရကိုတဲ့လက်နက်ကင်လမ်းစဉ်နဲ့မသွားပဲ နိုင်ငံရေးလမ်းကြောင်းနဲ့သွားဆိုတဲ့ကိုမောင်မြန်မာနိုင်ငံပြန်ပြီးမှန်မှန်မှန်ကန်ကန်ပြောရဲလာတဲ့အဖမ်းမခံရရင်နဲ့အကိုနဲ့အကိုဘက်နဲ့ရက်တည်ပဲတဲ့တိတ်ကောင်းတဲ့မိကိုခင်ဗျားတို့ကျွန်တော်အကြက်ရအောင်လုပ်နေပြန်ပြီကဲဟုတ်ပါပြီအဲအဲ့တော့ဆမကဘောနော်အဲမဘာသာဆရာတော်ကြီးတွေဆရာတော်ကြီးအကောင်လုံးမပါဘူးဆရာတော်တပါးပါပဲနော်တပည့်တော်အာကျွန်တော်ကိုချင်းချောက်တာလေးတော့တွေ့တယ်ဓမ္မနဲ့ရှင်းပြလိုက်ပါဆိုတော့ကျွန်တော်ဓမ္မနဲ့ရှင်းမယ်ဆိုတော့ ဘယ်ဓမ္မလဲကဲရှိပါစေအဲ့တော့အဲ့တော့ ਨੇ ပတ်သက်ပြီးကျွန်တော်တစ်ခါလဲပြောမယ်ဗျာသိလားအခုချိန်မှာကျွန်တော်မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာအရင်ကစတောင်းဖြစ်တဲ့ conservative တွေပေါ့နော်အဲအားလုံးတော်တော်များများရဲ့ဩဇာအာဏာအရင်ကကြီးပါတယ်ကြီးတဲ့အတွက်ကြောင့်မအခုတက်လာတဲ့အစိုးရအခုရှိနေတဲ့အစိုးရဆိုတာလေသူတို့ဒီတက်ရှိနေဦးမင်း online ကနေစပြီးစစ်တက်ပေါ့ဗျာနော်အဲစစ်တက်ကနေစပြီးတော့အကုန်လုံးအုပ်ချုပ်မှုရန်ရာအကုန်လုံးမှာရှိနေတော့ နေရာရနေသူတွေအားလုံးဟာလေသူတို့ကအဓိကတောက်တိုင်ဟာကျွန်တော်တို့အမျိုးဘာသာတန်တနာအမျိုးသားရေးအင်အားစုတော်လည်းကောင်းဘာသာရေးအင်အားစုတော်လည်းကောင်းဒီအင်အားစုတွေရဲ့ဒီအင်အားစုတွေရဲ့အခုံထမ်းပြီးတင်ထားတဲ့အစိုးရလို့ပြောပါစို့မမဘူးဦးမင်းအွန်လိုင်းကလည်းဒီမဘာသာအင်အားစုတွေရဲ့အခုံထမ်းတင်ထားခံရဲ့တင်ထားတဲ့အခုံနဲ့ထမ်းပြီးတင်ထားတဲ့ပုံကူတယောက်လို့ပြောလို့ရတယ်နော်သူ့အဓိကအားပေးအမှားခံထောက်ခံတာကလည်းဒီအဖွဲ့စည်းပြအဲ့ဒီအဖွဲ့စည်းရဲ့ ဒီဖွဲ့စည်းရဲ့စိတ်ခံစားချက်ညှိုးနှမ်းပါဘူးဦးမင်းအွန်လိုင်းကိုတိုင်လည်းကြောက်တယ်เนาะမြန်မာနိုင်ငံမှာရှိနေတဲ့ဒီယာဒူးအစင်းစင်းနေနဲ့ကြောက်ပါတယ်เนาะစိုးရင်ကြပါတယ်ကြည့်လေအဲပောက်ကိုတော်တို့ပါလို့ဆိုလို့ရှိရင်ဦးမင်းအွန်လိုင်းကိုယာဒူးကစင်းမေးဖို့လို့အဲဦးစိုးဝင်းကိုယာဒူးတင်မေးဖို့လို့ဆိုတာပြီးချီကိုအဲဘယ်လိုတောင်းဆိုခဲ့တာရှိတယ်ဒါပေမဲ့ဦးမင်းအွန်လိုင်းဘာပြောရလဲဘာမှမပြောမိရဘူးဘာကြောင့်လဲအဓိကပခုံးထမ်းပြီးပခုံးထမ်းပြီးတော့ဒါကျေးဇူးအပြည့်အပြန်လန်ရှိတယ်လို့ပြောလို့ရပါပြီဒါဦးမင်းအွန်လိုင်းဒီ ဒီမဘာသာအမျိုးသားရေးအုပ်စုတွေပေါ်မှာအုပ်စုတွေရဲ့ကျေစုဥမင်းအွန်လိုင်းစီမှာအများကြီးရှိပါတယ်အခုချိန်ကြီးအမာခံထောက်ခံနေတာတွေခုလိုမျိုးပြည်သူစစ်ဖွဲ့ပေးနေတာတွေနောက်တစ်ခုကညဏ်ညာတစ်ခုလုံးမှာပေါ့နော်ဘာကြောင့်လဲရင်ပတ်ချင်းတူလို့လို့ပြောလို့ရတကယ်အမာခံနေပါအဲ့တော့ဥမင်းအွန်လိုင်းအနေနဲ့မဘာသာအမျိုးသားရေးအုပ်စုကိုပြောရမဆိုရင်လေးစားမှုကြီးကြီးမားမားကြီးကိုရှိပါတယ်အဲ့တော့မဘာသာဖွဲ့စည်းတွေ စိတ်ညှိုးနှမ်းမစေမဲ့ကိစ္စမျိုးဥမင်းအွန်လိုင်းလုပ်မှာမဟုတ်ပါဘူးเนาะဒါကျွန်တော်လည်းဒါယူဆလို့ရတယ်အဲဒါပေမဲ့တော့တခုရှိတာအခုအခုမဘာသားတွေကြားထဲမှာနည်းနည်းလေးအဲစိုးရိမ်ပူပန်နေတာတွေရှိတယ်အဲစိုးရိမ်ပူပန်အမှုကပါလဲဆိုတဲ့ခါကျတော့နေပြည်တော်မှာဗျနေပြည်တော်မှာဖြစ်တဲ့ကိစ္စလေးသိလားအဲနေပြည်တော်လောက်ခေါင်းနဲ့ကျွန်တော်တို့ဘောကတီတီရက်ကွက် နေပြည်တော်ဘောကတိရိရက်ွက်မှာနှစ်ဧကခွဲကျော်ကျဲတဲ့မြေပေါ်မှာပလီဆောက်ဖို့အတွက်ဥမင်းအွန်လိုင်းအစိုးရက ခွင့်ပြုထားတယ်။အဲခွင့်ပြုထားတဲ့အခါကျတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မဘာသာအင်အားစုတွေနော်မဘာသာအင်အားစုတွေရောပြည်သူတွေပေါ့နော်ပြည်သူတွေဆိုတော့စနကကျွန်တော်ပြောတဲ့ဒီအမျိုးသားရေး strong ဖြစ်တဲ့သူတွေဘာသာရေး strong ဖြစ်တဲ့သူတွေနောက်တစ်ခုကအဲ performance ဆိုတော့ကာကွယ်လိုတဲ့သူတွေတော်တော်များများကစိတ်ထဲမှာ မလုံခြုံမှုတို့ခံစားရတယ်အဲ့ခံစားမှုတွေရှိနေအဲ့တော့နေပြီးတော့အဘောဂတိတိဘောဂဘောဂတိတိရက်ကွတ်နော်အနေကခွဲကျော်ရှိတဲ့ဗလီကြီးစောင့်မကိစ္စကိုတော်တော်လေးအစိုးရင်ပူပန်နေကြအစိုးရင်ပူပန်မှုတွေရှိနေကြတယ်ဘာကြောင့်အစိုးရင်ပူပန်မှုရှိလဲဆိုတဲ့အခါကျတော့ကျွန်တော်ပြီးခဲ့တဲ့ live တွေကကျွန်တော်ပြောခဲ့ပါတယ် trend တစ်ခုကကဘာကြီးမှဖြစ်နေပြီအဲ့ trend ကဘာလဲဆိုလို့ရှိရင်အဲအင်္ဂလန်မှာဆိုလို့ရှိရင်လဲ immigrant လို့သူတို့ပြောတာပဲအမှန်တကယ်ကတော့ muslim နဲ့ ်အစ္စလမ်ဘာသာဝင်နေတဲ့ကြားထဲမှာနည်းနည်းလေးပေါ့နော်ဟိုကဘာမှာ ground စားတွေရှိနေကြပြီအဲ့တော့ရှိနေကြပြီဆိုတော့အဲ့ဒီ trend ကလည်းကျွန်တော်မြန်မာနိုင်ငံမှာလည်းရှိလာပြီရှိလာပြီဆိုတဲ့အတိုင်းအတာမျိုးမှာအခုမဘာသာတွေအနေနဲ့ဒီပလီစောက်မှုကိုဘသူကခွင့်ပြုတာလဲပေါ့နော်ကျွန်တော်တို့ကတော့မဘာသာဖြစ်တဲ့ညမဘာသာဘက်ကကျွန်တော်လိုက်လို့မရတော့ဥပဒေဘက်ကပဲကျွန်တော်ကြည့်ပါမယ်ဥပဒေရေးနိုင်ငံရေးဘက်ကပဲကြည့်ပါမယ် အဲဒီပေါ့အစ္စလာမ်ဘက်ကလည်းကျွန်တော်မလိုက်သလိုကျွန်တော်တို့ဒီမဘာသားတွေဘက်ကလည်းကျွန်တော်တို့မလိုက်လိုက်လို့မရပါဘူးဒါနိုင်ငံရေးဥပဒေရေးမှာတော့ကျွန်တော်တို့ယုံကြည်တာယက်တီချက်ကတခုခုတခုပေါ့နော်ကျွန်တော်အမှန်တရားကအမှန်တရားပေါ့ဟုတ်ပြီ Women Online ဘာမှားနေလဲဒီကိစ္စမှာ Women Online မှားနေမှုကဘာလဲဆိုလို့ရှိရင်သူဒီရွေးကောက်ခံပြီးတော့တက်လာတဲ့အဲဘယ်လိုခေါ်မလဲဆိုတော့အစိုးရမဟုတ်ဘူးရွေးကောက်ခံပြီးတက်လာတဲ့သမရမဟုတ်ဘူးသူ့မှာသူ့ရဲ့အဓိကအလုပ်ကအခုမြန်မာနိုင်ငံတွင်းမှာ ကျွန်တော်တို့လက်နက်ကင်ဂျမ်းဖတ်လမ်းစဉ်ကိုအဓိကနှိမ်နှင်းပေးဖို့ဒါသူ့ရဲ့ကိစ္စပဲပြီးလို့ရှိရင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲကျင်းပမယ်ရွေးကောက်ပွဲကျင်းပပြီးပြည်သူလက်ထက်ကိုအာဏာပြန်ပေးဖို့ဒါသူ့ရဲ့ prioritize လို့ဆိုမှာတကယ်ဒီသူ့ရဲ့ပထမဦးဆုံးနံပါတ်1ကိစ္စဖြစ်တယ်အဲ့ဒီအကစားကိုကျော်လွန်ပြီးတော့လွတ်တော်ကလည်းအတည်ပြုခြင်းမရှိဘဲနဲ့ပြည်သူစံတော်ကိုလည်းမမေးဘဲနဲ့ဒေသစံတော်ကိုလည်းမမေးဘဲနဲ့အခုလိုမျိုးပေါ့နော်နေပြည်တော်လိုနေရာမျိုးမှာ ဗလီစောက်ခွင့်ပေးလိုက်ခြင်းပေါ့နော်ဗလီစောက်ခွင့်ပေးလိုက်ခြင်းနဲ့ပတ်သက်ပြီးလို့ဆိုရှင်ကျွန်တော်ဥပဒေရေးရကျွန်တော်ကြည့်ပါမယ်လွဲနေပါလားပြည်သူဆန္ဒကိုမေးပါဒေသဆန္ဒကိုမေးပါနော်မိမိကဒီနေရာမှာလို့ဒီနေရာမှာလို့တော့ပြောလို့ရအောင်မြန်မာနိုင်ငံကဥမင်းအွန်လိုင်းပိုင်တာမဟုတ်ဘူးဆိုတော့သိရမှာပေါ့နော်အဲ့တော့အဲ့တော့အခု နောက်နောက်ခုကရှာရီယာဆိုတော့ရှာရီယာပလီပလီကတို့ကမွတ်စလင်ကနှစ်မျိုးရှိတာရှာရီယာနဲ့ဆွန်နီဆိုတာရှီယာပေါ့ကျွန်တော်မြန်မာလိုခေါ်ရှီယာပေါ့အင်္ဂလိပ်ခေါ်သူကရှာရီယာလို့ခေါ်တော့နော်ရှာရီယာနဲ့ဆွန်နီဆွန်နီဆိုပြီးတော့ဂိုင်းကြီးနှစ်ဂိုင်းတော့ရှီယာပေါ့အဓိကရှာရီယာပေါ့ရှာရီယာနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်လေ့လာဘူးတာအများကြီးရှိတယ်လေ့လာဘူးဆိုတာဥပမာပြည့်ကျွန်တော်တို့ဂျာမနီတို့ပြင်သစ်တို့မှာမေးကြည့်တယ်မေးကြည့်လို့ရှိရင်အင်္ဂလန်မှာလည်းမေးကြည့်တယ်ကနေဒါမှာလည်းမေးကြည့်တယ်ကနေဒါမှာမေးတယ်ကနေဒါနိုင်ငံကိုတဲ့ရှီယာဥပဒေနဲ့နောက်ဆိုအုပ်ချုပ်မယ်ဆိုပြီးခင်ဗျားတို့ ဖြစ်တင်လားဖြစ်ချင်လားဆိုတာဖြစ်ချင်တာဗောတယ်ကျွန်တော်မွတ်စလင်တယောက်နဲ့ဖြစ်ချင်တာဗောရှီယာဥရီယာပါလေရှီယာဥရီဆိုတာကျွန်တော်ကွန်ဆာဗေးတစ်အရန်ကြပြီးတော့အရန်ကိုပြင်းထန်ပြီးတော့ရောင်းစီကအရန်ကြီးတဲ့မွတ်စလင်ဂိုင်းတခုတို့ဂိုင်းလို့ပြောလို့ရတော့ဗျာနော်အဲ့တော့အရှာရီယာနေနဲ့ပတ်သက်လို့ရှိရင်ကဘာမှာလဲစိုးရိမ်ပူပန်မှုရရှိတယ်အခုမြန်မာပြည်မှာလဲအခုဆိုလို့ရှိရင်ကျွန်တော်တို့က စိုးရိမ်ပူပန်မှုတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့သိရမှာမြန်မာနိုင်ငံကမွတ်စလင်အစ္စလမ်ဘာသာဝင်များသည်ငြိမ်းချမ်းစွာနေလို့သောအစ္စလမ်ဘာသာဝင်တွေဆိုတာကိုကျွန်တော်တို့အားလုံးသိဖို့လိုတယ်။ဒီနေ့ပေါ့ကျွန်တော်မြန်မာပြည်မှာရှိတယ်မြန်မာပြည်ပေါ်ကျွန်တော်မွတ်စလင်တွေကမွတ်စလင်တွေကိုမဘာသာတွေနဲ့တမင်တကာများယံတိုက်ပြီးတော့တမင်တကာများယံတိုက်နေတာလို့ကျွန်တော်တို့ကစဉ်းစားတယ်အဲ့တော့မမသားတွေကစိုးရိမ်ပူပန်မှုတွေရှိလာတာပေါ့ငကိုတဲ့ကပအကြီးမှာစိုးရိမ်နေရကြတယ်မြန်မာပြည်မှာထပ်ပြီးတော့ဒင်းကနိုင်ငံရေးကမတည်ငြိမ်ရတဲ့ကြားတယ် နော်မတည်ငင်ရကြတယ်ဒင်းကဘလို့ခေါ်မလဲဆိုလို့ရှိရင်ထပ်ပြီးတော့မဘာသားနဲ့အစ္စလမ်ဘာသာဝင်တွေကိုစက်ပြီးရန်တိုက်တယ်လို့ဖြစ်နေအဲ့တော့သူရန်တိုက်တဲ့ပုံစံကခါတဲ့ဒီပေါ့ဂလီကိုနေပြည်တော်မှာလာဆောက်ပြီးတော့တခါတဲ့နေချဲ့လာတဲ့ပုံစံမျိုးပေါ့ဗျာရှီယာရှီယာဘာသာရေးဂိုင်းတွေထပ်ပြီးနေချဲ့လာမဲ့ပုံစံမျိုးတွေအလုတ်လာတာမျိုးကတော့ကျွန်တော်ဒီနေရာမှာကျွန်တော်ကြည့်တာပေါ့နော် နေရာကမစင်းချင်လို့များဘာသာရေးကတိကံများများဖြန့်စင်းနေသလားလို့ကျွန်တော်တို့ကတော့ထင်လာပြီသုံးသက်ချင်တယ်နော် ဘာသာရေးကိရိယာမဖန်ဆင်းပါနဲ့လို့ကျွန်တော်ပြောချင်တယ်အဲ့တော့မြန်မာပြည်ကတော့မြန်မာပြည်ဘွားမွတ်စလင်တွေငြင်းချမ်းစွာနေကျင်ကြတာပါသူတို့တွေကခင်ဗျားတို့ကျွန်တော်ထင်နေတယ်လို့မျိုးဘာသာရေးချဲ့ထွင်ခြင်းတွေနော်နေချဲ့ခြင်းတွေမဟုတ်ပါဘူးနောက်တစ်ခုသိထားမှာဥမင်းအောင်လိုက်သိထားမှာကျွန်တော်မြန်မာနိုင်ငံမှာဗလီတွေလည်းအများကြီးပြားမြန်မာနိုင်ငံမှာရှိတဲ့ဗလီတော်မှဝတ်တက်လို့မကုန်ဘူးနော်ထို့လို့ကျွန်တော်ဘုဒ္ဓဘာသာအရအကြည့်နေဆိုဇီဒီလည်းအများကြီးပဲအဲ့တော့အားနေလို့ရှိရင်ဖျားတီးမယ်နော် ဖျားတီးပြီးနိုင်ငံရေးလှုပ်သွားဆိုနိုင်ငံရေးကြတော့ကမောက်ကမောက်ချောက်ဘာလို့ဘာမှအောင်မြင်မှုမရှိဘူးစီရေးစီရေးဆိုလို့ရှိရင်ဘာလို့ဘာမှကြောက်ချောက်အောင်မြင်မှုမရှိဘူးနော်ပြီးရင်ဒီအကြမ်းဖက်မှုတိုက်ဖြတ်ရေးတွေပေါ့ဗျာကျွန်တော်တို့ဒီလက်နက်ကင်လမ်းစဉ်ကိုတိုက်ဖြတ်မှုမှာလဲဘာလို့ဘာမှအောင်မြင်မှုမရှိဘူး तू လှုပ်နေရတာတစ်ခုပဲရှိတယ်တခါတည်းဖျားချေသွားပြီးတော့လှုပ်ချီပြီးတော့နော်ဇေဒီထိုင်တယ်နေတာပဲရှိတယ်အခုဆို believer ထိုင်တယ်ပြီးနေတယ်အဲ့တော့ကိုမလှုပ်တဲ့နေရာကိုလှုပ်ပြီးကိုလှုပ်တဲ့နေရာကိုမေ့နေတာဟာနော်အဲ့တော့ တနည်းအားဖြင့်နေရာကမစင်းချင်လို့များတမင်တကာပဲဒါမျိုးရန်တိုက်တဲ့ပုံစံမျိုးတွေများလုံနေသလားလို့ဥမင်းအွန်လိုင်းကိုကျွန်တော်တို့ကမေးရတော့မဲ့ပုံစံမျိုးဖြစ်နေပြီဗျာသိလားအဲ့တော့ဒီလိုအခြေအနေမျိုးပါဗျာဖြစ်တဲ့တာအကုန်ဆုံးကပါလဲဆိုလို့ရှိရင်လွတ်တော်တွေเนาะကျွန်တော်တို့ပြည်သူဆန္ဒတွေအားလုံးကိုမေးပြီးတော့မှလုပ်ပါเนาะတမင်တကောက်တော့ရံမတိုက်ပါနဲ့လို့ပဲကျွန်တော်အနေနဲ့အဲဥမဲအွန်လိုင်းကိုပြောချင်တယ် အကောင်မောင်းနဲ့ဘာသာရေးစစ်ပွဲဖြစ်လာအောင်မလားတဲ့နိုင်ငံကြီးတွေလည်းစိတ်ရိတ်တန်းနေတယ်ရွေးကောက်ပွဲမှာပြည်သူတွေထပ်သေးပေးရအောင်မလားတဲ့ပသိန်တောင်ပေါ်အထာကခုနှစ်တိတ်ကောင်းတဲ့မိကုန်းပါခင်ဗျာနော်အဲ့တော့ဦးမြအွန်လိုင်းကဘလို့လဲနော်ပြည်သူတွေကိုဟုတ်လက်ရှိပေါ့နော်အတိုင်းတာတစ်ခုထိကျွန်တော်တို့မြန်မာပြည်မှာရှိနေကျွန်တော်ဇေဒီလက်ထပ်မလို့တော့ပါဘူးဗျာပုံမှန်လင်းလင်းပြောမယ်နော်ဘာကြောင့်လဲကျွန်တော်ဇေဒီတွေမှမြန်မာပြည်မှာအများကြီးပဲနော် ဘာသာရေးဆိုတာရင်ထဲကတကယ်ယုံကြည်ကိုးစားမှုကိုးကွယ်မှုယုံကြည်မှုပလီစောက်ပြကြရမလို့เนาะဇေဒီစောက်ပြကြရမလို့တကယ်ကျွန်တော်တို့ဘာသာရေးအစ်စ်မှန်တာကဘုရားဘာသာဆိုလို့ရှိရင်သစ္စာ၄ပါးဝိပဿနာနဲ့တမထတမထဝိပဿနာတရားတွေပါပဲเนาะအစ္စလာမ်ဘာသာဝင်ဆိုလို့ရှိရင်သူတို့ကအလာရှင်မြတ်ဒါသူတို့ယုံကြည်မှုပဲเนาะအဲ့တော့အားလုံးကငြိမ်းချမ်းနေခြင်းနဲ့အဲ့ဒါကိုเนาะဟိုပြည်သူလူထုကြားထဲမှာဒါမျိုးတွေပေါ့အဲဒီပလီစောက်တာနဲ့ပတ်သက်ပြီးတော့မဘာသာတွေရဲ့ မဘာသာတွေနဲ့အစ္စလမ်ဘာသာဝင်တွေကြားထဲမှာငကိုထဲမှာကဘာမှာဖြစ်နေပြဿနာမြန်မာပြည်မှာဆက်ပြီးမတူးလာနိုင်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဗျာနော်အဲ့ဒါနံပါတ်1ချက်ပေါ့နော်အဲနံပါတ်1ချက်အနေနဲ့ကအာကျွန်တော်တို့ရွေးကောက်ပွဲကိုမျှော်လိုက်ရအောင်အဲ့ကျွန်တော်ဒီနေရာမှာသူလုံးတွေပုံစံကနေရာကမစင်းမြင်တော့ပြဿနာတမင်ကဖန်ဆင်းနေတယ်လို့ဖြစ်နေနော်အာသတိထားပါမြန်မာနိုင်ငံမှာကျွန်တော်ဒါတွေမဖြစ်